အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CLM စစ်သားဇေယောင်ဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ16ရက်စည်ရတဲ့ကောက်နှုတ်သုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဂျမန်နေရာသတင်းတည်ဆမှုအစီအစဉ်ခေတ္တရန်နာခဲ့ရပါတယ်ကျွန်တော်ကြီးကြားအလုပ်ကလေးတစ်ခုဆောင်ရွက်နေရတာဖြစ်တဲ့အတွက်အချိန်မီမယ်လို့ထင်ခဲ့ပေမဲ့အချိန်မီမတင်ဆက်လိုက်ရတဲ့အတွက် ချိုးတင်သတိပေးခြင်းမရှိဘဲပြက်ကွက်လိုက်ရတဲ့အတွက်ကျွန်တော်အနုညွတ်တောင်းပန်ပါတယ်။နောက်ဆိုရင်တော့တကယ်လို့အရေးပေါ်ပြက်ကွက်ရမယ်ဆိုရင်လည်းကျွန်တော်ပြက်ကွက်မဲ့အကြောင်းလေးလာပြီးတော့ချိုးတင်ပန်ကြားပြစ်တာရက်ခံပါမယ်ခင်ဗျ။အဲကျွန်တော်ဒီပေါ့နော်ဒီ YouTube channel ကနေအတန်တကယ်လို့အကြောင်းမျိုးကြောင့်ပေါ့နော်မလွင့်ပြစ်ခဲ့ဘူးခဏရန်နာနေရတယ်ဆိုရင်လည်းကျွန်တော်တော်လံပြည်သူတွေနဲ့အဆက်မပြတ်အောင် ဒီတော်လာမီဒီယာတွေပေါ့နော်တော်လာမီဒီယာတွေမီဒီယာကြီးတွေမှာလည်းကျွန်တော်လာမေးသမျှကိုခြေချားပေးနေရှိပါတယ်။အဲအဲ့ဒီနေမှာလည်းတွေ့မိကြမယ်ထင်ပါတယ်။ပြီးရင်ကျွန်တော်တချို့ပေါ့နော်အခုနောက်ပိုင်းတော့နည်းနည်းကျဲသွားပါတယ်။ဒီအင်တာနက်တိုင်းမရခဲ့တဲ့နေရာတွေတစ်ခါတလေပြတ်တောက်ခဲ့တဲ့အခါတွေမျိုးမှာကျွန်တော်ရေဒီယိုအတံနဲ့ဌာနကြီးတွေနဲ့အခါလဲကျွန်တော်ဒီတော်လိုင်းရဲ့အခြေအနေခံမှန်းပြီးတော့ပြောဆိုတင်ဆက်နေပါတယ်။ နေခဲ့တာရှိပါတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တကယ်လို့များဒီအတန်လင့်ဌာနတွေရေဒီယိုအတန်လှိုင်းတွေမှာကြားခဲ့ဘူးတဲ့သူရှိရင်တခြားမီဒီယာတွေမှာရောသုံးသက်ဆက်တွေဖတ်ခဲ့ဘူးတဲ့သူနားထောင်ခဲ့ဘူးတဲ့သူတွေရှိရင် comment လေးတွေလက်မလေးတွေထောင်ပြီးတော့ဝေးရန်ပေးစီလိုပါတယ်ခင်ဗျာစကိုင်းတိုင်းမော်လိုက်မြို့မြောက်ပိုင်းဥမိုရွာနဲ့စွန်းနှိုင်းရွာဝင်းကျင်မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်အကြမ်းဖက်တပ်ကနဆယ်ဝင်းကျင်ကအထိကိုက်ရှိထားပါတယ် မဆီကြိုက်စရင်တိတိကျကျအောင်တော့မရရှိသေးဘူးဖြစ်ပါတယ်ရရှိတာနဲ့ပြန်လဲတင်ပြပေးတော့ပါမယ်ဗမာမျိုးတွင်းကိုတော့စစ်ကောင်စီနဲ့ဆန်းနီပြည်သူစစ်ဖူးပေါင်းစစ်ကြောင်းတွေပြန်လဲဝင်ရောက်လာပြီဖြစ်ပါတယ်ဗမာမျိုးကိုပြီးခဲ့တဲ့စတင်မာလာ20ရက်နေ့မှာအကြမ်းဖက်တပ်ဟာလက်လွတ်ခဲ့ရတာဖြစ်တဲ့အတွက်နှစ်လနီးပါတော်လန်ရေးတပ်တွေဘက်ကထိတ်ချုပ်နိုင်ခဲ့ပါတယ်ဗမာမျိုးဟာအကြမ်းဖက်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲ မပြုတ်လုံနိုင်ဘူးဆိုတော့56မြို့နယ်စရင်ကြီးညာတဲ့အထက်မှာမပါဝင်ခဲ့တာကိုတွေ့ရပြီးအဲ့ဒီကြီးညာချက်ထုတ်ပြန်ကြီးညာပြီးတပတ်အတွင်းမှာပဲလက်လွတ်လိုက်ရပြီးတော့အရှက်တကွဲစစ်တပ်ဟာအကျိုးနှဲခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်အနောက်ဘက်ပိုင်းစစ်တပ်ကကြောင့်စစ်တိုင်းမှုဟာဗမောင်းမျိုးကိုပြန်လည်ရရှိရေးဟောမလင်းတပ်နယ်အထိကိုယ်တိုင်ဆင်းလာခဲ့ရသလိုမုံရမျိုးဆောင်တပ်ဖြစ်အနီးကခေါ်ထားရတဲ့အမတ်စကြောင့်ချင်းညာတပ်ရင်းကို ခရိုင်ခရိုင်စေလွတ်ခဲ့ရပါတယ်။လေချောင်းပြေကူအပြင်းထန်ယူပြီးတော့နှစ်လနီးနီးပြန်လဲတိုက်စစ်ဆင်ခဲ့ရတာကိုတွေ့ရပါတယ်။သို့သောဗမောက်မျိုးကိုကြမ်းမဲ့တာကအပြေးဝပြန်လဲထိတ်ချုံနိုင်တယ်ဆိုပြီးစစ်လော်ပြီးရဲရဲဝင်းဝင်းပြောလာတာကတော့မတွေ့ရသေးဘူးဖြစ်ပါတယ်။အကြောင်းရှိလို့နေပါလိမ့်မယ်။ကချင်ပြည်နယ်ပိုပေမြို့နယ်ကွယ်နန်ရင်ကျေးရွာနီးမှာလည်းခြေတွေ့မှုရှိခဲ့ပါတယ် ချိလွယ်မှုပြင်းထန်မယ်လို့လည်းခံမှန်းရပါတယ်။ဘာလို့လဲဆိုတော့လက်နယ်ကြီးပြစ်ခတ်မှုတွေပါရှိနေတဲ့အတွက်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတော့ကလည်းဟိုပင်တုတ်ကဲ့ကြီးမှာပြစ်ခတ်မှုတစ်ခု ရှိခဲ့ပါသေးတယ်။အဲ့ဒီတိုက်ခိုက်မှုမှာတော့အကြမ်းတက်ကမက်စီကိုက်ဖြစ်စဉ်ရှိခဲ့ပါခြေစင်လေဟာဟိုပင်မြို့ရဲ့အရှိမဲ့ချမ်းနေဖြစ်ပြီးအနောက်ဘက်ချမ်းမှာတော့အမှတ်40ခြေလင်းတိုင်ရင်နဲ့အမှတ်389ခြေမြန်တိုင်ရင်တို့တွေ့ရှိနေတာဖြစ်ပါတယ်။အရင်တော့ဆိုရင်တော့ကျွန်တော်တို့ မောကဟိုဘေအင်းတော်ဤလမ်းဘေးမှာခလာ40ခမ388ခမ389ဆိုပြီးတော့ရှင်းကြတာဖြစ်ပါတယ်အစောပါတက်တွေဟာဆာဟ3ရဲ့လက်အောက်ခံတက်တွေဖြစ်ပြီးတော့ဆာဟ3ကနေကျွန်တော်တို့အမှတ်3ခြေလင်တက်မှာဆိုပြီးပြောင်းလဲဖွဲ့စည်းတဲ့အခါမှာတော့တိုက်ရင်တွေကို3ရင်း3ရင်းဖွဲ့စည်းလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ခလာ40ကလည်းချံမယ်လို့မှန်ပါတယ် ပြီးရင်ကျွန်တော်တို့388နဲ့389ကတော့နှစ်ရင်းတစ်ရင်းပေါင်းလိုက်တယ်လို့တော့ယူဆပါတယ်ဒါပေမဲ့ဖြစ်နိုင်ချေများတဲ့386လို့ဒါနောက်ဆုံးနံပါတ်တက်ပြီးတော့ပြောချင်းဖြစ်ပါတယ်အတိအကျတော့နယ်မြေခံတွေပဲသိကြမှာပါဒီ386ဆိုတော့အားလုံးသိကြမယ်ထင်ပါတယ်မြောက်ကျေကုန်ဘုရားကြီးနဲ့ညဆောင်တို့ပေါ့နော်ဒလွယ်ကုန်းလောက်မှာသွားပြီးတော့တည်ရှိနေတာဖြစ်ပါဆက်ဆက်နိုင်နေဖြစ်တယ်အင်းတော်ကြီးနယ်မြေမှာတော့တရားမဝင်ရွေးကောက်ပွဲ မပြုတ်လုံနိုင်တော့ဘူးဆိုပြီးတော့အနေကန်လေးကစတင်ခံမှန်းပြောဆိုလာကြပြီလို့သိရပါတယ်။ထားကနေတော့မှာတော့မော်စီစာမာစာဆွတ်အောင်ခြေရော်တွေဘက်ကိုလက်နဲ့ကြီးနဲ့အကြောင်းပဲပြစ်ခတ်တိုက်ခိုက်မှုတွေမကြာခဏပြုတ်လုံခံနေရဆဲဖြစ်ပါတယ်။မကွေတိုင်းကျောမြို့တွင်းကနေလက်နဲ့ကြီးနဲ့ပြစ်ခတ်မှုတွေရှိနေပါတယ်။မြို့နယ်ရဲစခန်းလက်နဲ့ကြီးစခန်းကနေပြစ်ခတ်ခဲ့တာဖြစ်ပြီး ဂျမန်နဲ့နေခင်းမှာတော့ရွှေပြည်အားကိုစစ်ကြောင်းထိုးဝင်ရောက်လာကမိရှုဖြက်စည်းမှုတွေလှုပ်ဆောင်လာခဲ့ပြီဖြစ်ပါတယ်။ဂျင်နန်ကျောင်းနဲ့ဆောင်ပြုံးနေကြတနေရာမှာလက်နေကြီးစမ်းသပ်ပြစ်ခတ်မှုတချို့လှုပ်ခံလာတာကိုတွေ့ရပါတယ်။အရာဝင်မြင့်နောက်ဘက်ကစလင်းမျိုးနဲ့ပြိုးကင်းကုန်းကြီးကဖုံးရင်းကျောင်းမှာအင်အားစီနေစဲစစ်ကြောင်းတစ်ခုဟာစစ်စကားတစ်ခုအဖြစ်ယာယီခြေကုပ်ယူတဆွဲထားပြီးအစောပိုင်းစကန်းကလည်းမြစ်ကိုကြော်ကပြစ်ခတ်မှု ပြုလုပ်ခြင်းဖြစ်တယ်လို့အကြံဉာဏ်ယူဆပါမခွေးမြို့တောင်ဘက်ကလေတာမြားပါစစ်အနာလေးဒီမြို့ပလန်တိုင်းအမှတ်330ကိုချင်းမြန်တရင်နဲ့စူဆောင်းရေးတပ်မတ်ကိုဥတီထွက်ခွာလာတာကိုတွေ့ရပါတယ်ခြေတော်စစ်ရင်သုံးစီးဟာအလွတ်တွေဖြစ်ပြီးနောက်ဆုံးရင်တစည်းတာလုံကြုံရေးအဆောင်အချောင်းအပြည့်ပါဝင်တဲ့အတွက်လေတပ်ဘက်ကိုစစ်ဘက်ဆိုင်ရာကုန်ပစ္စည်းတစ်ခုခုတွားရောက်တည်ဆောင်တာဖြစ်ပါလိမ့်မယ်။ဘဂိုးတိုင်းခြေချံရေသာရှင်မျိုးစစ်တောင်းမြေအနောက်ဘက်ခြံ ဒေသမှာတော့လက်နက်ကြီးပြက္ခမှုတွေပြုလုပ်လာခဲ့တာကိုတွေ့ရပါတယ်။မြေပြင်ထိတွေ့တိုက်ပွဲတွေလည်းပြင်းထန်နေဆဲဖြစ်တယ်လို့သိရှိရပါတယ်။ဘုဒ္ဓိုင်းနောက်ချမ်းဗရောင်းတန်တဲ့အတွင်းမှာတော့နားတရင်6စီးလူတရင်3စီးစစ်ရင်စုပွဲဟာနဝေးရာကိုဖြတ်ပြီးအုတ်ရှိပင်ကနေတဆင့်အမတ်၆ကာဝေးပစ္စည်းစက်ရုံအတွေ့လို့ဝင်ရောက်လာခဲ့ပါတယ်။ပဋိမောယလမ်းမကြီးဗရောင်းကံမလမ်းမကြီးပြင်လုံးကြုံကြီးခိတ်မှာ အကြဖက်တာဟာအင်အားဖြစ်တယ်မှုထပ်မံပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ဗရောင်းနဲ့ကံမဘကိုတိုင်းမကွေတိုင်းအဆက်မတ်တောင်နယ်မြေမှာလည်းအင်အား90ခန်းရှိတဲ့စစ်ကြောင်းတစ်ကြောင်းလှုပ်ရှားလာတာကိုတွေ့ရပါတယ်။အဆိုပါနယ်မြေဟာအမတ်ထောက်ကာဝေးပစ္စည်းဆက်ယုံရဲ့စီယုံရင်နယ်မြေတစ်ခုဖြစ်ပြီးပတိမုံရလမ်းမအနောက်ဘက်ရေကျော်ရောင်ကြီးစတဲ့ရွာတွေနဲ့တစ်ဆက်တစ်ဆက်တည်းဖြစ်ပါတယ်။ ပရောင်းတန်တယ်ညောင်ရိုးစစ်မျက်နှာတစ်ဖြည်းဖြည်းချင်းစစ်နယ်ဝန်းကျယ်ပြန့်လာနေစေဖြစ်တာကို တွေ့လာရပါတယ်မန္တလေးတိုင်းမရယာရှိဘက်ဆက်မှာတော့အရှမ်းဘက်တိုင်းရဲ့စစ်ကြောင်းတွေဟာလက်နယ်ကြီးပြစ်ကူယူပြီးတပ်ဖြန့်လှုပ်ရှားနေကြတာရှိပါသေးတယ်စေကုနယ်မြေကိုဖျက်ဆီးပြီးတပိတ်ချင်းမြို့နယ်အတွင်းသို့ဝင်ရောက်နိုင်ရေးကတော့စီမံချက်ကိုလက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပါဘူး။သို့သော မြင်နာနယ်မြေဖြစ်တဲ့ရေတော်ကျေးရွာတဝိုက်ထိအချမ်းဖက်တက်တရဲ့စစ်ကြောင်းတွေဟာအင်အားလုံးရင်းနဲ့ဝင်ရောက်အခြေပြုတက်ဆွဲလာနိုင်တာကိုတော့တွေ့ရပါတယ်။နရောင်းမြို့ကိုတော့အုပ်ချုပ်ရေးကြံတရားပြန်လည်ဖော်ဆောင်မှုဌာနေဆိုင်ရာဝန်ထမ်းတွေကိုခေါ်ဆောင်လာခဲ့ပေမဲ့တော်လာရေးအင်အားလူတွေဈာပြတိုက်ခိုက်မှုကြောင့်ရီမန်းချက်မပြည့်မဝဖြစ်ခဲ့ရပါဘုလိုမမေရှင်တွေကတော့ online နဲ့မြင်ရင်ကွဲလွဲမှုတွေရှိနေတယ်လို့ပဲဆိုရအောင်ပါပါ။ ချဲမြောက်မှာတော့ကိုကန်းရဲ့အကြမ်းဖက်တဲ့ဟာတန့်နေရာထားထားမှုနဲ့ပတ်သက်ပြီးစီရေးတင်းမာမှုအမြင့်ဆုံးအနေထားကိုရောက်ရှိနေပါပြီ။ဂျမန်လေးကလည်းကုမင်းမှာစစ်ကောင်စီနဲ့တွေ့ဆုံစကားပြောမှုအဆက်တင်ခဲ့ပါတယ်။အခြေအနေရစစ်တပ်ဟာချဲမြည်နယ်မြောက်ပိုင်းခြေကုပ်ယူထားတဲ့နေပြည်တော်မှာ၎င်းတို့ရဲ့ရခင်ပြတ်သွားတဲ့နေပြည်တော်ကျဲဥကျော်တပ်တွေလောက်သာကြံရှိနေတော့တာဖြစ်ပါတယ်။ဒီချိန်မှာသာအပြည့်ရခရီးကဝေပြက်ပြဲသို့မဟုတ်ကျိုးပေါက်ခဲ့မယ်ဆိုရင် စစ်တပ်ဘက်မှာခံစစ်ဆင်နိုင်တဲ့အင်အားလောက်လောက်လာလာရှိမနေဘူးဖြစ်ပါတယ်။ညလုံးနဲ့ညောင်ပြောရရင်တော့နှစ်ယောက်စလုံးအတန်ထွက်လာတာမကြားချင်ဘူးလို့ပြောခံထားရချိန်မှာ သူတို့တွေညဆောင်ထိုးလိုက်အန်ကျိတ်လိုက်ချာထုတ်ပြလိုက်လို့ကြတာကိုကျွန်တော်တို့ကသုံးသပ်နေကြရခြင်းဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ကတော့ကိုကန့်နဲ့စစ်တပ်နဲ့ဟာခြေကောက်ပွဲမတိုင်ခင်စက်ကြားကာလအထိစိုက်ခိုက်မှု တစုံတရာ မရှိနိုင်တော့ဘူးလို့ပဲ အကြံဉာဏ်ယူဆပါတယ်။နေပြည်တော်ကောင်စီနဲ့ပြည်ထီတော်လာရေးတပ်တွေရဲ့စိုက်ကွက် ဖော်ဆောင်နိုင်မှုကြောင့်စစ်ရုံးချုပ်ဟာခြောက်ခြားနေကြတော့ပြီလို့ယူဆပါတယ်။ပြည်ရဲလာစနေနေ့ကဥဒရာတီတီမျိုးနယ်အတွင်းမှာရှိတဲ့အမြန်လမ်းလုံရုံရေးကိစ္စကမ်းတစ်ခုကိုတော်လာရေးတပ်တွေဟာစစ်ကြောင်းကြီး၃ကြောင်းခွဲပြီးစီးနင်းတိုက်ခိုက်နိုင်ခဲ့တာကိုတွေ့ရပါတယ်။အလားတူ ။နိုဝင်ဘာလ17ရက်နေ့မှာလည်းနေပြည်တော်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့တာကုန်းမြို့နယ်အတွင်းကအမြန်လန်းလုံခြုံရေးစခန်းတစ်ခုကိုတော်လိုင်းတပ်တွေဘက်ကအထိကိမရှိစီးနင်းတိုက်ခိုက်ပြီးအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။နေပြည်တော်နဲ့မိုင်30ကျော်ကစစ်စခန်းတစ်ခုကိုနိုင်ွက်ကြာစီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်တပ်ဘက်ကမက်ဆီကိုင်နဲ့ရောက်တဲ့ဒဏ်ရာရရှိမှုတွေရှိခဲ့ပါတယ်။နေရာလေတိကျအသေးစိတ်မပေါ်ပြလာတော့အမြန်လမ်းတစ်လျှောက်ခီးသွားမှုတွေအနေနဲ့လမ်းဘေးတစ်လျှောက်မှာ လုံခြုံရေးစစ်စခန်းနေတည်ရှိနေတာကိုမြင်ဘူးကြပြီဖြစ်ပါလိမ့်မယ်။ရခိုင်ပြည်နယ်ကြောက်ပြုံမြို့နယ်မှာတော့ကြားဖက်တပ်ဟာဇက်တိုက်အောင်မြင်ချက်နိုင်နေပြီလို့ဝါရပြနိုင်မှုကိုပဲစူးစမ်းလာတာကိုတွေ့ရပါတယ်။မင်းပြည်မိုးလေဝသနဲ့ဇလဗီတာစခန်းကိုစီးနှင်းတိုက်ခိုက်ပြီးရိုးရာမပြတ်ရိုက်ကူးရေးလုပ်ဖို့ရုံးစုနေကြချိန်မှာအာရခတပ်ရဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုကြောင့်မက်ဆီကြိုက်ခဲ့ကြရတယ်လို့သိရပါတယ်။ ဆိုရရင်ရိုင်းချစ်ကနှမ်းပဲတော်တော်ပြေးတဲချောင်းချောင်းပြတိုင်းချောင်းနဲ့ယခုမင်းပြင်းအထိနေပြည်တော်တော်များများကိုထိမ့်ချုပ်နိုင်လာတာကိုလည်းတွေ့ရပါတယ်။အကြမ်းတ်တွေရဲ့စင်များဟွာကြောက်ပြူမြို့ကိုကြော်လွန်လာပြီးရံပြဲမြို့နဲ့အဆက်တို့ချီးကပ်လာနေပြီလို့ဆိုရမှာဖြစ်ပါတယ်။ခြေသေးတော်မြို့နယ်ကိုလည်းလေချောင်းအကြမ်းတ်တိုက်ခိုက်မှုပြုလုပ်တာကိုထပ်မံခံလိုက်ရပြန်ပြီဖြစ်ပါတယ်။ ချင်းကြီးနဲ့ဖလားမြို့နယ်အတွင်းတို့အကြဖက်တိုင်ရဲ့စစ်ကြောင်းတွေဝင်ရောက်လာနိုင်ကြရာတိုင်းတို့ညလာပြီဖြစ်ပါတယ်။တောကြတဲ့ထန်တလာမြို့အချင်းတွေကတော့ပြောဖို့စောနေသေးပြီမဲ့ဖလားမြို့ကိုတော့စစ်ကောင်စီအားတိုက်ပွဲကြီးကြီးမားမားရေဆိုင်ဖြစ်ပွားခြင်းမလုပ်လိုက်ရပဲရွေးကောက်ပွဲပြုလုပ်သွားနိုင်ွယ်ရှိတယ်လို့သုံးသပ်ရပါတယ်။ဒါကတော့ကျွန်တော်ရဲ့လက်ရှိကလေးကလေးရွေးရှားလာတဲ့စစ်ကြောင်းတွေရဲ့ရွေးရှားလာမှုအနေအထားကိုတကူရေးသုံးသပ်ခြင်းဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ထင်အားများသုံးသပ်လိုက်ခြင်းပါကျွန်တော်ရဲ့သုံးသပ်ချက်မှန်မှန်ကန်ပါစေနဲ့လို့လည်းအမြဲတမ်းဆုတောင်းပါတယ်ကရင်ပြည်နယ်နာမည်ကျော်မြောက်ဝတီမြို့ရဲ့ရွှေကုတ်ကိုမြို့တဲ့ကိုယခုရပိုင်းအတွင်းသရုပ်ပြစီးနေစစ်ဆေးမှုတွေပြုလုပ်လာခဲ့တာကိုတွေ့ရပါတယ်ဟုံထူချားစိတ်ကျင်းစားတဲ့လောက်ကတွေမှာစတဲ့စစ်စဲမှုလုပ်နေတာဖြစ်ပြီးညင်သာနှိမ့်ဆက်မှုတွေပါပြုလုပ်နေတာဖြစ်ပါတယ်။ ဆံမျိုးတောင်လေးတန်တယ်ကိုကျက်တုံးမအားလားရောက်ရှိလာခဲ့ပြီးလုံကြုံရေးအင်အားတွေခက်စိတ်စိတ်ချထားတာကိုတွေ့ရပါအမေရိကန်ရဲ့အကြမ်းဖက်နိုင်ငံရေးအဖွဲ့ဖွဲ့စည်းလိုက်ပြီးလို့တရားဝင် ထုတ်ပြန်ပြီးမကြခင်မှာပဲကရင်မျိုးကို ဖိုဒီဖက်စီရောက်ရှိလာရခြင်းပဲဖြစ်ပါတယ်။ကြားရတဲ့ပတ်သက်ပြီးဆော့ချစ်သူတို့အဖွဲ့ဦးအမေရိကန်ကလာဝေပြီးဖားခဲ့မယ်ဆိုရင်တော့ဂိမ်းအိုဗာဖြစ်သွားတော့မှာပါ။တစ်ချိန်က ဘိမရင်ခွန်စာကိစ္စတော့ကလည်းသူ့ရဲ့စရင်ကန်ရုပ်ကိုခါကောက်လေစိတ်မှာဖမ်းမိရကနေအစထွက်လာခဲ့တာဖြစ်ပါတယ်။၎င်းတက်တဲ့ရနေတဲ့စရင်ဖာဝရန်ထုတ်ဖို့အထိတက်တည်ခိုင်မာလာခဲ့ခြင်းဖြစ်ပါတယ်။ဒီချိန်မှာတရုတ်ကအမေရိကန်ကဝင်ဆွတ်ဖက်မှာဆိုးတဲ့အတွက်စစ်ထောက်လိုင်းဟောင်းကြီးကိုတရုတ်ပြည်ခေါ်နားချပြီးခွန်စာကြီးလက်နက်ချအုပ်အပေးယူလုပ်ခိုင်းခဲ့ခြင်းဖြစ်ပါတယ်။ ခွန်ဆောင်တဲ့အပွဲလက်နက်ချားချိန်မှာထောင်လန်းရောင်ကြီးတရုတ်ပြည်ရောက်ရှိနေခြင်းဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာအမေရိကန်ကခွန်ဆာကိစ္စကိုထပ်ပြီးဖိအားမပေးတော့တာကမြန်မာပြည်ကစစ်ဗိုလ်ချုပ်တွေကိုကြောက်လို့တော့မဟုတ်ပါဘူး။တချို့ဆက်တို့ရဲ့တပ်တွေအချက်လက်တွေဟာကျွန်တော်တို့ရဲ့အိင်းချင်းနိုင်ငံတစ်ခုရဲ့နိုင်ငံရေးကိုရိုက်ခတ်နိုင်စေလို့ဖြစ်ပါတယ်။ယခု ကြံပြန်ကိစ္စလည်းအခြားသောအာဆီယံနိုင်ငံများနဲ့ပါဆက်နွယ်နေသေးတာဖြစ်ပါတယ်။သို့သောကျက်တုံးမအလာကိုအနိုင်ပိုင်းနိုင်မှုအရေးကတော့ဒီတစ်ချက်ကိုလည်းကျွန်တော်တို့ဟာညံ့ညံဖြစ်ပါစေလို့ဆုတောင်းပေးကြမှာဖြစ်ပါတယ်။မင်းအောင်နိုင်ငံစစ်ဘုံကျုံတိုက်ကတော့မိုးမပြိုဘူးလားပြိုခဲ့သည်ရှိတော့ဆိုပြီးတော့ညပဲဆိုရင်စစ်တီလူအိတ်အိတ်နေရတဲ့နေ့ရက်ဒီတတင်ရင်ဆိုင်ချက်တန်းနေရပြီဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့တရားမဝင်ဆက်ပေါက်လုပ်ထားတဲ့ရွေးကောက်ပွဲမတိုင်ခင်မှာဒီကိစ္စဖြစ်ပေါ်လာတာဟာတော်တော်လေးကြရဲရိုက်ပါတယ်။ဘာလို့လဲဆိုတော့တရုတ်နိုင်ငံလဲရောင်ပေရောင်ပေနဲ့ဆွေရှောင်လုပ်လို့မရတော့ပါဘူး။ရှားပြနေနေရေးဆိုပြီးတော့အစီအဝေးတွေအရေးပေါ်ထိုင်ပြနေပါပြီ။ကျွန်တော်ရှင်းပိုင်းမှာပြောခဲ့လို့ပဲမင်းအောင်လှိုင်ကတော့ဒီလူဒီလူတွေပါဆိုပြီးတော့ဘသူတွေကို ထိုးပေးမလဲ။ စစ်တပ်ကတော့မခိုင်တဲ့အကြောင်းပြုံမယ်ဆိုပြီးတော့ပြောနေပါတယ်။သူတို့ရဲ့စစ်တပ်ဆိုတာ AOE ဖြစ်ပါတယ်။ကာလာတွေစုံနေတဲ့ AOE ပါ။ကျွန်တော်တို့တွေလူဝေအားကောင်းပေမဲ့အကြောင်းမျိုးမျိုးကြောင့်ပြုတ်အောင်မဖြိုနိုင်တာဒီတခါတော့မခိုင်တဲ့အကြောင်းပြိုစရမ်းဆိုရင်စစ်တပ်ရဲ့ထိပ်ပိုင်းအုံပြိုကြပါစေလို့ပဲကျွန်တော်တို့ဆုတောင်းအောင်ပါဖြစ်ပါတယ် ကီနီပြည်နယ်အတွင်းမှာတော့ဘောလကဲနဲ့ဖားဆောင်ကြမှာထိတွေ့မှုရှိနေပါတယ်။ကြာတယ်ဘောလကဲဟာပရူဇိုဘက်ကိုဆက်သွယ်ရေးလမ်းကြောင်းအပြည့်အဝမရရှိသေးခင်မှာဖားဆောင်ဘက်ကိုကြောင်ပြစစ်မြူလာခြင်းဖြစ်နိုင်ပါတယ်။အကြမ်းဖက်စစ်ကြောင်းတွေဟာလမ်းမကြီးကိုမတုံပဲတောင်ကျောလမ်းတွေအတိုင်းထိုးပေါက်လာခြင်းဖြစ်ပါတယ်။အဆိုပါမယ်ဆက်မော်ချီဖားဆောင်ဘောလကဲ ဖရူဆိုဒီမော်ဆိုလမ်းမကြီးဟာထိုင်းနိုင်ငံနဲ့လိုက်ကောတောင်ကူစတဲ့မြို့တွေနဲ့ကုန်စည်ချိချင်းမဲ့မဟာဗျူဟာလမ်းမကြီးဖြစ်ပါတယ်။အဆိုပါလမ်းမကြီးအကောင့်ထဲဖော်နေစဲမှာပဲအာနာသိမ့်ခံလိုက်ရတာဖြစ်ပါတယ်။စက်တုံးမေအောင်လိုင်ထပြီးအာနာသိမ့်လိုက်တဲ့အတွက်တိုင်းရင်းသားနယ်မြေတွေတော်တော်များများရဲ့အထူးကကြတဲ့စီမံကိန်းလုပ်ငန်းတွေဟာရပ်တန့်ပြည့်စည်ခဲ့ရပါတော့တယ်။ဘောလကဲကိုမခရော့ချီကလေတက်လာတဲ့စီရင်နှန်းဟာအလုံးမဖြစ်ခဲ့ဘူးဆိုရင်တော့ လိုက်ကောလော်ပီတာလမ်းမကြီးကနေဖောက်ဝင်လို့ရတဲ့လေးမိုင်ဇေယျဖြူဒေါရမကြီးလမ်းကြောင်းကိုတုံးလာနိုင်မလားဆိုတဲ့တစ်ချက်တော့တွေ့ရပါတယ်ဇေယျပိုင်းတွင်ဒီဘောဆိုနောက်ပဲချမ်းကိုလည်းလက်နေကြီးပြခတ်မှုတွေပြုလုပ်လာခဲ့တာကိုလည်းတွေ့ရပါတယ်ကိုပြေဝါရီစုပလိုက်ဘက်ကနေနန်ဖဲပဝကြီးဝါဒီဘက်ကိုလက်နေကြီးနဲ့ပြခတ်မှုပြုလုပ်ခဲ့တာကြောင့်ဒေသခံတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ဒေသခံတွေကတော့နံပါတ်ကြောင်တိုင်းစစ်ကြောင်းတွေဝင်ရောက်လာနိုင်ွယ်ရှိတယ်လို့ခန့်မှန်းကြပါတယ်။ထဲကုံအနောက်ဘက်ကနေမျိုးလဲလေကြောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တာရှိပြီးအထိကိုက်ကတော့စီစစ်နေသေးတာဖြစ်ပါတယ်။ဘုံပြင်းနဲ့ရောင်ရမြေရေးမြို့နယ်ရွာကလေးနဲ့ဝါရဟိုင်းကျောင်းမှာအချမ်းဖက်စစ်ကြောင်းတစ်ခုကိုတော်လိုင်းရဲတပ်တွေကစောင့်ကြိုတက်ခိုင်းမှုပြုလုပ်နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ14ရက်နေ့တနအိနီးပါးကြာမြင့်ခဲ့တဲ့အဆိုပါထိပ်တွေ့ဖြစ်စဉ်မှာအချားဘက်တပ်ဖက်က9ယောက်မက်ဆီကိုက်ပြီးဒဏ်ရာရှိမှုတွေလည်းရှိခဲ့ပါတယ်။ဒဏ်ရာတွေကိုအာယူတော်ထိပြန်လည်ပို့ဆောင်ပြီးစုဖွဲ့နိုင်ခဲ့ပြီမဲ့ဂျမန်နေ့မနေ့မှာတော့ဆက်တိုးမလာတော့ပဲစုခွာဖို့ပြင်ဆင်နေကြတာကိုတွေ့ရပါတယ်။ကဲကျွန်တော်တို့ကယ်အောင်လန်းဒေတာမောတော်မြို့သိမ်းတိုက်ပွဲကတော့အားလုံးမြင်မှုကြပြီးပြီတွေ့မှုကြပြီလို့ယူဆပါတယ်။ကျွန်တော်တို့ စစ်တပ်ဒီခြံတဲ့ဒေသတွေမှာတိုက်စစ်အသွင်ထိုးစစ်အသွင်အားကောင်းလာနေတာကိုလည်းညင်းလို့မရပါဘူးဒီချိန်မှာစစ်တပ်ဟာသူတို့ရဲ့မထေမှတ်တဲ့စကားတခုကိုပူအောင်တပ်ဖွဲ့တွေကသတင်းလုံခြေလုံလက်လုံနဲ့အောင်အောင်မြင်မြင်တိုက်ခိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီထဲမှာမှကျွန်တော်ပါတွေ့ရလဲဆိုတော့အဲ့ဒီမောတော်စခန်းဟာ ကာယခါလို့ခေါ်တဲ့ကံယောရန်ဒေတာတိုင်းစစ်ဌာနချုပ်လက်အောက်ခံနေပြည်ဖြစ်ပါအဲ့ဒီမှာကံယောရန်ဒေတာတိုင်းအနေနဲ့ CDM လောက်လာခဲ့တဲ့ဆေးရာဟီဟောင်းကျွန်တော်တို့ခေါ်တယ်လို့ပေါ့လောက်ကောင်အရာရှိတယောက်ဟာဒီတိုက်ပွဲမှာမြေပြင်အထိဆင်းပြီးတော့ပူပေါင်းတိုက်ပွဲဝင်ခဲ့တာကိုလည်းဂုံယူစွာနဲ့တွေ့ရပါတယ်ဒါမြေပြင်ကိုမဆင်းနိုင်တော့တာအတန်ငယ်ကြာခဲ့ပြီဖြစ်ပါတယ်ဒီလိုမျိုးတွေလောက်တာ ျွန်တော်တို့ဒီ CRM စတားတွေကိုပို့မို့ပြီးတော့အလူတွေချစ်ခင်ယုံကြည်မှုတွေတိုးပွားလာတယ်လို့တကယ်မြေပြင်မှာဖြည်းဖြည်းရောရောအခုလိုမျိုးဝင်ပြီးတော့စိုက်ပေးတာကိုလည်းအားတက်စပွဲတွေ့ရမှာတချို့ CRM စတားတော်တော်များများသည်ကျွန်တော်တို့လို online ပေါ်မှာတက်နေတာမျိုးမရှိဘူးဆိုပေမဲ့မြေပြင်မှာတော်လိုင်းရဲဘော်တွေနဲ့အတူတူစစ်ကောင်စီကို စနိုင်တဲ့ဘက်ကနေဖားတပြန်ချားတပြန်ချရာတာဝင်တွေကိုပုံစံမျိုးစုံအသွင်မျိုးစုံနဲ့ယူပြီးနေရာစုံမှာတော်လန်တိုက်ခိုက်နေတာတွေအများကြီးရှိပါတယ်။တချို့တွေလုံယုံရေးအခြေအနေမျိုးစုံကြောင့်သာရှေ့မထွက်ပေမဲ့လက်နက်ကင်ပြီးစတားတဲ့တိုက်ခိုက်နေတဲ့သူတွေအများကြီးအများကြီးရှိတယ်လို့ဒါကျွန်တော်ပြောချင်ပါတယ်။အေးစင်စင်ဖြစ်သွားတဲ့အချိန်လွမြောက်နေပြီလို့ပုံစံမျိုးအပြည့်အဝထိန်းချုပ်မှုတွေရှိလာရင်တော့အဲသူတို့တွေလည်း ပြည်တွေထပ်ပြီးတော့အားတက်အောင်ပြောပြဖို့အစီအမံတွေနောက်ခံဇာလန်းလေးတွေရှိလာအောင်ပါပါပြီးတော့ကျွန်တော်အများကြီးပြောခဲ့သလိုပေါ့နော်ကျွန်တော်ဒီဇင်ယောဆိုတာဒီအယုံမထွက်ပေမဲ့ပေါ့နော်အွန်လိုင်းပေါ်မှာတက်ပြီးပြောနေပြီမဲ့ကျွန်တော်မှာ coffee group ဆိုတဲ့ကျွန်တော်တို့ CRM စက်သားရဲသားနေမြေကန်ဒေါ်လာအေးတက်ဒီနေမြေကန်သတင်းပေးနေတဲ့စုဖွဲ့ထားတဲ့အစုအဖွဲ့ကိုသာယခုလိုမျိုးပြည်သူတွေကို အားတက်စေမဲ့သတင်းတိတိကျကျသိရမယ့်ရှောင်းရံဆောင်းရံလိုက်နာရမယ့်သတင်းတွေကိုတင်ပြနိုင်ပြီဖြစ်ပါတယ်။ဆက်ရရင်ကဲဝရနေတာနေသားလေးရှိရမောတော်မျိုးကိုတော်လန်အေးတက်တွေကထိတ်ချုပ်နိုင်လိုက်ပြီဆိုတာကတော့တွေ့ကြပြီဖြစ်ပါလိမ့်မယ်။မောတော်ဟာအကြမ်းဖက်တပ်ရဲ့ဒုတိယအကြီးရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့တင်းနှာကြီးညွတ်နေတဲ့မှာပါဝင်တာဖြစ်ပါတယ်။၎င်းနယ်စပ်မြို့မှာနယ်မြေရဲစခန်းတစ်ခုသာအခြေစိုက်တာဆိုပေမဲ့ ကင်မရာဒေတာတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ဘုံပြင်းခြေဆိုင်အမှတ်224ရဲ့ခြေကုန်စကိုင်းတစ်ခုတည်ရှိနေပါတယ်။မောရောင်မျိုးသိမ်းတိုက်ပွဲဟာ၃ရက်တာကြာမြင့်ခဲ့တာကိုတွေ့ရပြီးစစ်ကောင်စီရဲတဲ့ဤသူစစ်အပါအဝင်အင်အား90တဲ့အထက်တပ်ဆွဲနေတာဖြစ်ပါတယ်။စစ်တုံးပန်40ကျော်လက်ရဖမ်းဆီးခဲ့တာလက်နက်ကြီးလက်နက်ငယ်45လက်နဲ့ခရယာမုံစီအများပြားကိုသိမ်းဆည်းရရှိခဲ့ပါတယ်။၁၂၀မမလက်နက်ကြီးနဲ့လက်အပါဝေး0.5လေပြည့်ဆက်တနက်ကြီးတွေပါ တန့်စင်ထားတဲ့အတွက်အမြောက်တက်ခွဲအ ਨੇ ဆုံးတက်ခွဲအမြောက်တက်ခွဲမှုတွဲဖက်ထားတဲ့ viewer စစ်မစုံတန်းခံပြည်မျိုးစားကြီးဖြစ်ပါတယ်။နေပြည်တော်နေရာတော့ယခုလ10ရက်နေ့ကစလို့စစ်ဘေးရှောင်သိမ်းခဲ့ကြတာကပူပေါင်းတပ်တွေကတော့နိုဝင်ဘာလ12ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပြီး14ရက်နေ့မနက်ပိုင်းမှာအပြင်းထန်ရရှိကြောင်းထုတ်ပြန်လာခဲ့ပါတယ်။ ။လာမယ့်2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့ရွေးကောက်ပွဲပြုလုပ်မဲ့စီးရဲမှာထည့်သွင်းဖော်ပြခဲ့တဲ့တနင်္လာရီမဲဆန္ဒနယ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေတာမို့အကြမ်းဖက်တပ်ဖို့ကတော့ခေါင်းခဲစရာအခြေအနေတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ကံလာဒေတာတိုင်းစစ်တနာစုတိုင်းမူစစ်တိုင်းမူရခင်ဦးစားတာကျောင်းကြီးစစ်ကျောင်းကြီးလုပ်ခဲ့တဲ့ဘိုလ်ချုပ်ကျော်ကျော်ဟာရခိုင်သားရသေတောင်သားတယောက်ဖြစ်ပါတယ်။အခုမောတာမထင်မှာပဲအသိခံလိုက်ရတဲ့အတွက် သူကိုယ်တိုင်ပြန်ပြီးတော့ချက်ချင်းရကျင်တယ်ဆိုပြီးတော့ကရင်ကိုရောက်လာတဲ့မင်းအောင်လိုင်းရာသတင်းပိတ်ထားတယ်လို့သိရပါတယ်။ကဲမောတော်စခန်းရောရတိတော်သားကြီးဘုချုပ်ကျော်ကျော်ဟန်အနေနဲ့ဘလို့လုံနိုင်မလဲ။ဘလို့မှမလုံနိုင်ဘူး။အာလုံးတတ်တာပြသွားပြီဖြစ်ပါတယ်။ဒါဒါပေမဲ့ထုံးစံတိုင်းမြိတ်လေတဲ့စခန်းဌာနချုပ်ကနေတော့၄ချောင်းတက်ခိုက်မှုတွေတောက်လျှောက်ပြုလုပ်နေတာဖြစ်တဲ့အတွက်နေမြေကန်လူလူကတော့ ဆက်လက်ပြီးတော့စစ်ဖေးရှောင်တရအောင်မှာပဲဖြစ်ပါတယ်ဆက်ရရင်ကျန်းလန်းနယ်မြေမှာနေသာစခန်းတွေရှိတဲ့နယ်မြေတွေကိုလည်းရှေ့ပိုင်းမှာတစ်ခုပြီးတစ်ခုလက်လွတ်ခဲ့ရပြီဖြစ်ပါတယ်နယ်မြေအများစုမှာအကြမ်းဖက်စစ်တပ်ဟာထိုးစစ်အတွင်းတရုတ်ဖော်နိုင်ရန်ကြိုးစားနေတဲ့မှာယခုလိုနယ်စားခြေစခန်းတစ်ခုအခြေဆိုင်ရနယ်မြေတစ်ခုကိုလက်လွတ်လိုက်ရတဲ့အတွက်ကျန်းယူရန်နေနေလဲကတက်တွေကိုအပြင်ဘက်ကိုဆွဲထုတ်နိုင်ဖို့ဆိုတာလုံးဝခဲရင်သွားပြီဖြစ်ပါတယ် အဲ့တော့ကံယူရဒေတာတိုင်းကတက်နေဒီသူ့နယ်မြေထဲမှာပဲသူလုံခြုံရေးကိုတင်းတင်းကြပ်ကြပ်နဲ့သူဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။အဒီပြောရမယ်ဆိုရင်ဒီတိုင်ပွဲဖြစ်စဉ်တစ်ခုတည်းနဲ့ဒီကာယခါလို့ခေါ်တဲ့တနင်္သာရီတိုင်းတက်တရားအပြည့်ကိုဖတ်ဖို့မရှိတော့ပါဘူး။လုံးဝခြေကျုံမိသွားပြီဖြစ်ပါတယ်။ဒါမျိုးဒီစစ်အောင်နိုင်ရတော့အချက်ပဲဖြစ်ပါတယ်။တခုကိုတိုက်လိုက်တာနဲ့ကြံတဲ့တခုတွေကလည်းငါတို့ကိုဘယ်တော့တိုက်မလဲငါတို့ကိုဘယ်တော့တိုက်မလဲဒါပေမဲ့ ဒီမောတော်စခန်းရဲ့အနေထားကလည်းသူတို့ဒီလာကြိုက်ကိုစောင့်နေတာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီတကယ်တိုက်ဒီကောင်နဲ့တကယ်ချရဲဆိုတာကိုထပ်ထပ်ပြီးတက်နေပြနေလို့ဖြစ်ပါတယ်။တကယ်ချရဲဆိုတာအခုလိုလက်လက်ချတာကိုပြောခြင်းဖြစ်ပါတယ်။ဒါကြောင့်မြမပြည်တဏ္ဍတလျာမှာ၎င်းမောတော်စခန်းလိုတိုက်ဖို့တင့်တဲ့တိုက်ရမယ်စစ်စခန်းတွေအများအများကြံရှိနေပါသေးကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ။ စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိရဲ့